ဟယ်လိုမင်္ဂလာပါရှင်။ကျွန်မဆွေးနွေးပေးနေတဲ့ကလေးတွေကိုပေါ့နော်။အဲကြဲကြဲခံနိုင်မှုစွမ်းရည်တွေဒုတက်ကောင်းမလားခိုင်မလားပြင်ပြူးလားဆောင်ရွက်ပေးသွားကြရမယ့်အကြောင်းအရာလေးကိုကျွန်မဆွေးနွေးပေးနေရင်ဖြစ်ပါတယ်ရှင်။အဲ့မှာဆိုရင်မနေ့တော့ကျွန်မဆွေးနွေးပေးခဲ့တာ ချစ်ချင်းမြတ်တာအပြင်နောက်ထပ်စကလုံးလေးဟာယင်းဤတွေ့တာမှုပေါ့နော်အဲ့ဒီယင်းဤတွေ့တာရဲ့ဆက်သွယ်မှုကနေ့ဆက်လက်ပြီးဆွေးနွေးပြသမှာဖြစ်ပါတယ်ရှင်ယင်းဤတွေ့တာရဲ့ဆက်သွယ်မှုဆိုတာကျွန်တော်တို့ဘဝမှာပေါ့နော်တွေ့ကြုံခဲ့ကြရတဲ့ယင်းဤ sorry အဝါဆွေးလေးကျန်နေခဲ့ယင်းဤတွေ့တာခဲ့ရတဲ့ဆက်သွယ်မှုအကြောင်းကို ပြန်လည်စဉ်းစားကြမယ်ဟဲ့ချင်းယူဟိုကျွန်တော်တို့ဘဝတွေမှာအခက်အခဲတွေရှိမယ် အဲစိတ်ထဲမှာ ပေါ့နော်မကြည်လင်မှုတွေရှိမယ်။ဒါတွေကိုကျွန်တော်တို့ ਨੇ ယဉ်နေတဲ့သူတယောက်ကိုဖွင့်ပြပြလိုက်တဲ့အခါမှာအဲမိမိမှာရှိနေတဲ့ခုနပေါ့နော်စိတ်ထဲမှာအဲစိတ်ဆိုးမိတာတွေအဲကျင်းကျက်မိတာတွေပေါ့နော်စိတ်မကြည်နဲ့ချက်တရားပြည့်ရော့သွားစေတယ်ပေါ့နော်ဒါမျိုးတွေရှိကြမှာပါအတူတယောက်ချင်းစီတိုင်းမှာကျွန်တော်တို့ရဲ့ဘဝမှာအဲပေါ့နော်ကျွန်တော်ရဲ့ slide ကလေးကိုကြည့်ရှုနေတဲ့လူကြီးမိသားစုရဲ့ပေါ့နော်လူကြီးမင်းတို့ရဲ့ဘဝတွေမှာ ထွေးကြုံခဲ့ရတဲ့ရင်းနှီးတွေ့တာခဲ့ရတဲ့ဆက်နွယ်မှုအကြောင်းတွေကိုပြန်လည်စဉ်းစားကြည့်ကြရအောင်။ဒါဆိုရင်အဲ့ဒါလေးကိုဘယ်လိုပြောပြချင်မှာတော့ပေါ့ပြောပြကြည့်ရအောင်ပေါ့နော်စိတ်ထဲမှာကိုယ့်အတွက်ဘာကြောင့်အရေးကြီးတာတော့ပေါ့ရင်းနှီးတွေ့တာတဲ့အဲဆက်သွယ်မှုတွေကဘာကြောင့်အရေးကြီးတာတော့ဆိုတော့ကျမတို့အဲပြန်လည်စဉ်းစားကြည့်ကြရအောင်ပြီးရင်ထုတ်ပေါ်ပြီးတော့ပြောပြကြည့်ကြရအောင်ပေါ့နော်ဘဝမှာပေါ့နော်ဟိုသူ့ကိုသူနဲ့တွေ့လိုက်ရလို့ရှိရင်တကယ်ကိုပေါ့နော်အဲပို့ပြီးတော့အားရှိသွားတယ် နဲနောက်တစ်ခါသူကိုယ့်ရဲ့အခက်အခဲတွေကိုပြောပြလိုက်ရလို့ရှိရင်ပြည့်ရော့သွားတယ်ပေါ့ဒါမျိုးတွေရှိမယ်အဲဒါမျိုးလိုမျိုးပေါ့ရင်းနှီးတွေ့တာအဲ့သူတွေရှိမယ်ပေါ့နော်ဟိုကျွန်တော်တို့ဆိုလည်းရှိရပေါ့နော်ဘလောက်ပဲဟိုကိုသွားတဲ့နေရာတွေကအဆင်ပြေပြေနဲ့ရှိနေခဲ့ရင်မယ်အိမ်ကိုပြန်ရောက်လိုက်တဲ့အခါမှာအမေနာကိုရောက်သွားရင်ပို့ပြီးတော့ရဲ့လုံခြုံမှုရှိရလို့ခံစားရတယ်ပို့ပြီးတော့အေဂျင့်မှုရှိတယ်လို့ခံစားရတယ်ပေါ့နော်ဟိုဒါလူတိုင်းမှာတစ်မျိုးစီရှိကြမှာပါ ဲ့တော့ကြတော့ဒါရင်းနှီးတွေ့တာမှုလေကျွန်တော်တို့ねကျွန်တော်တို့ရဲ့မိခင်နဲ့ရင်းနှီးတွေ့တာမှုပေါ့နော်ဒီလိုမျိုးရင်းနှီးတွေ့တာမှုဟာအဲသူ့နာကိုရရင်ကိုဘိုးအားရှိသွားတယ်ဘိုးလုံးကြုံတယ်လို့ခံစားရတယ်အဆအဆရရပြည့်စုံနေတယ်လို့ခံစားရတယ်ပေါ့နော်ဒါမျိုးတွေရှိကြမယ်တူတူယောက်ချင်းစီမှာမတူညီတဲ့အကြောင်းအရာတွေရှိနေနိုင်တာပါဒါကြောင့်ပေါ့နော်ရင်းနှီးတွေ့တာမှုရဲ့အကျိုးဆက်ကဘာလို့ထင်တော်မှုပေါ့ဒါဆိုရင်ဒီလိုမျိုးရင်းနှီးတွေ့တာမှုရှိရဲဆိုတာဘလို့အကျိုးဆက်တွေရှိတာတော့ဆိုတော့ကျွန်တော်စဉ်းစားကြည့်ကြရအောင်ပါရှင် အဲ့မှာဒီမှာအရေးတကြီးကျမအထူးလေးပြီးပြီးတော့ဆွေးနွေးပြီးကျင်တာလေးရကြတော့ကလေးတယောက်ရဲ့ဘဝမှာတဲ့ယင်းဒီထွေတာမှုမရှိလို့ရှိရင်ဘလို့ဖြစ်မယ်လို့မြင်ပါတလေဒီမိကွန်းလေးကိုကျမမေးချင်ပါတယ်ရှင်ကလေးတယောက်ရဲ့ဘဝမှာခုနပေါ့နော်ချစ်ချင်းမေတ္တာတွေယင်းဒီထွေတာမှုတွေမရှိဘူးဆိုရင်ဘလို့ဖြစ်သွားမယ်လို့မြင်ပါလဲရှင်ကျမတို့စဉ်းစားကြည့်ကြရအောင်ပါရှင်ဒါဆိုရင်ကျမတို့ ကဲခုနစဉ်းစားထားတဲ့အကြောင်းအရာလေးပေါ့နော်ခုနစဉ်းစားထားတဲ့အကြောင်းအရာလေးကိုကျွန်မဒီ slide ကလေးနဲ့ပေါ့နော်ဟိုအဓိက slide ကလေးနဲ့ကျွန်မဟောဖြစ်ချင်ပါတယ်ဟဲ့ဆက်လက်ပြီးတော့ဆွေးနွေးပေးလို့ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီ slide ကလေးရဲ့မှာဆိုရင်ကလေးလေးကလေးလေး၃ရောက်ရဲ့အခြေအနေရာလေအခြေအနေတွေက၃မျိုးရှိနေမယ်ဟုတ်ပြီကျွန်မတို့ဒီမှာဆိုလို့ရှိရင်ဒီကလေးလေးတွေရဲ့အခြေအနေပေါ့နော်ကလေးလေးတွေရဲ့အခြေအနေက သုံးအခြေအနေသုံးမျိုးအနေနဲ့သူတို့ရှိနေရတယ်ပထမအဦးဆုံးကလေးလေးကတော့စီကျွာသူဟာကြတော့သူကတော့လုံခြုံနေသူကြတော့လုံခြုံမှုရှိတယ်ပေါ့နော်သူကကြတော့လုံခြုံမှုရှိတယ်เออกะลีลีอ่ะมีบาตุดาบะหมอปิสุสอชอบเตดูอบอมาตูยงจีเนียบ่เนาะดิมาซอยงจีเนียด้วยเมลงลีอ่ะแลปิ๊วๆวอง ူးပြူးလေးနဲ့စားစားရရအောင်ပေါ့နော်ဝိုင်းဆက်ပြီးတော့စားစားရရအောင်သူဘာဟုတ်ဟိုလေးလာတည်ယူရမလို့ဆိုတာအစင်းသေးဖြစ်နေတဲ့ပုံစံလေးသူမှ feel love and protect ချစ်ချင်းမြတ်တာနဲ့ကာဝယ်ဆောက်ရှောက်မှုကိုသူပြပြဝဝရနေတဲ့ပုံလေးပေါ့နော်ဒီပုံလေးရတာတူပေါ့နော်ဒီမှာဆိုရင် तू ဟာချစ်ချင်းမြတ်တာနဲ့အဲကာဝယ်ဆောက်ရှောက်မှုကိုပြပြဝဝရနေပြီးလုံခြုံမှုရှိနေတဲ့ကလေးလေးပါ နောက်တစ်ခုကကြတော့ insecure ဆိုတဲ့ပေါ့နော်သူကကြတော့ insecure ဆိုတဲ့နော်သူကနည်းနည်းလေးမလုံခြုံတဲ့ပေါ့နော်ခုနလုံခြုံမှုရဲ့စန့်ကျင်ဘက်မလုံခြုံမှုကိုဖြစ်နေတယ်အဲသူကကြတော့ကျွန်တော်တို့ဒီမှာဆိုရင်ကလေးလေးကဟိုနွမ်းခွေနေတယ်ပေါ့နော်ဘန်ခွေနေတယ်သူ့မှာဟိုဘောသူလိုချင်တာတခုခုကိုမရရှိတာလည်းဖြစ်နိုင်တယ် ဒါမှမဟုတ်လို့ရှိရင်သူ့မှာပေါ့နော်ဒီမှာဆိုလို့ရှိရင်သူ့လိုချင်တာတခုကိုမရတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်သူ့မှာပေါ့နော်ဒီတခုခုပေါ့စိတ်ထဲမှာ စိတ်ခံစားချက်တခုခု ဖြစ်နေမယ်အဲဒီလိုမျိုးအခြေအနေလေးလည်းဖြစ်မယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်အဲဘို့သူမဒီတခုခုပေါ့သူ့ဘို့သူမကျေနပ်တဲ့ဆက်ဆံရေးမျိုးကိုပေါ့နော်သူရရှိနေရလဲဖြစ်နိုင်နေပေါ့နော်အဲအဒါတရားပေါ့နော်ဒါဆိုရင်ဒီစိုးရိမ်ပုံမှန်မှုသူ့မှာရှိနေမယ် အဲနောက်တစ်ခုကဒီလိုမျိုးပေါ့နော်သူမှသူ့လိုမကြတာတွေဖြစ်နေမယ်သူမှခံစားရတာမှသူ့ကိုသူသူ့ကိုလူမချစ်ဘူးလို့ပေါ့နော်ခံစားနေရမယ်သူ့ကိုချစ်ခင်တွေ့တာတဲ့သူမရှိဘူးလို့သူခံစားနေရမယ်အဲဒါကတော့ကလေးလေးပေါ့နော်ဒီဟာလေးကကြတော့သူကကြတော့ avoidance ဆိုတာကြတော့သူကရရပေါ့နော်ဒီဟာကဟိုသူ့မှလုံးကြုံမှုပြပြဝဝမရတဲ့အခြေအနေကိုလည်းပေါ်ပြတာလည်းဖြစ်တယ်သူကကြတော့ အပြုစုဆောင်ရှောက်တဲ့သူစီကနေချစ်ချင်းမြတ်တာနဲ့ဂယုဆိုင်မှုကိုသူကဒီချိန်မှာသူအဲရှောင်မရရှိဘူးဖြစ်နေတယ်သူသူ့အနေနဲ့မလိုချင်ဘူးပေါ့နော်သူရှောင်ကျင်ရှောင်နေတယ်လို့မျိုးခံစားနေရမယ်အဲဒီဟာဒီလိုမျိုးဖြစ်ချင်းဟာသူ့မှာတခုခုသူမလိုလိုမကြတာဘာတခုခုရှိနေမလို့ပေါ့ဒါမှမဟုတ်နေမကောင်းနေလို့လားပေါ့အဲဒါမျိုးလေးတွေရှိမယ်နောက်ဒီတတိယကလေးကကြတော့သူကကြတော့ อืมกูตู้เยမျက်လုံးလေးကိုကြည့်လိုက်ညွှန်လုံးလေးနဲ့သူ့ရဲ့ဟန်အမူအရာလေးကိုကြည့်လိုက်တဲ့အခါမှာသူဟာစိုးရင်ပူပန်းနေတဲ့ပုံစံလေးဖြစ်နေတယ်ပြုစုစောင့်ရှောက်တဲ့သူတွေနဲ့ဒါမှမဟုတ်ရင်တခုခုနဲ့ခွဲခွာသွားလို့လားပေါ့เออเนาะနောက်တစ်ခါသူ့ဟာအနောက်အဆက်တခုခုပဲဖြူအဲခံနေရလို့လားပေါ့เนาะဒီပါเนาะဒီလိုမျိုးဖြစ်နေခြင်းဟာဟိုသူ့မှာ စိတ်လုံးကြုံမှုမရဘူးမရတဲ့အတွက်သူ့ရဲ့မျက်လုံးလေးတွေနဲ့သူ့ရဲ့အမူအရာလေးတွေကိုပဲသူ့မှာလုံးကြုံမှုမရှိဘူးဆိုတာလေးကိုသူကဖော်ပြနေရလဲဖြစ်တယ် အဲသူ့မှာဒီလိုမျိုးလုံခြုံမှုမရှိဘူးဆိုတာဖော်ပြနေတဲ့အတွက်သူ့ရဲ့စိတ်ဆင်းရဲရင်းနေအီမတာဖြစ်ခြင်းတွေပေါ့နော်။ဒါမျိုးတွေကိုသူကြုံတွေ့နေရတယ်။သူကြုံတွေ့နေရတဲ့ upset ပေါ့နော် confuse and cup upset ဆိုတာကြတော့သူ့မှာဒီစိတ်မကောင်းဖြစ်နေရတယ်စိတ်မှာမအီမတာတွေဖြစ်နေရတယ်စိတ်တူခြင်းဖြစ်နေရတယ်ဆိုတာလေးကိုပြနေခြင်းဖြစ်တယ်။ဒါဆိုရင်ဒီပုံလေးသုံးပုံမှာဆိုရင် အဲပြုစုဆောင်ရှောက်တဲ့သူနဲ့ကလေးရဲ့ကြားမှာရှိနေတဲ့လုံခြုံမှုရှိတယ်မရှိဘူးဆိုတာကိုဆက်သွယ်နေတယ်ပြရုပ်လေးလေးဖြစ်တယ်ဒါဆိုရင်ကျမတို့လုံခြုံမှုရှိတယ်ဆိုရင်အဲစီတူအားဖြစ်တယ်ဆိုရင်ဆက်သွယ်မှုရှိရင်ကလေးလေးရလည်းပဲသူဟာဒီသူမှာချစ်ချင်းမြတ်တာနဲ့ကာကွယ်ဆောက်ရှောက်မှုခံစားရတယ်လို့သူမြင်မယ်သူဟာအရာရာကိုလေးစူးစမ်းလေ့လာဖို့အတွက်သင်ယူဖို့အစဉ်အသင့်ဖြစ်နေမယ်အင်စတီတူအားဖြစ်နေပြီဆိုရင်တော့ အဲ avoidance ဆောင်ကျင်မဲပေါ့နောက်တစ်ခါရင် anxiety ဆိုရယ်စိုးရိမ်ပူပန်ခြင်းတောကတွေဖြစ်မဲပေါ့ဒီထဲမှာပေါ့နော်ဒါမျိုးတွေဖြစ်မဲဒါဆိုရင်မလုံခြုံတဲ့ပေါ့ဆက်သွယ်မှုကြောင့်ကလေးတွေဟာအာမလိုလားတဲ့ခံစားမှုတွေခံစားရမယ်ပြီးလို့ရှိရင်ငင်းပယ်ခြင်းခံရမယ်ကြောက်ရွံ့ခြင်းတွေဖြစ်မယ်စိတ်ဆင်းရဲခြင်းတွေဖြစ်မယ်ပေါ့နော်ဒါဆိုရင်ကျမတို့ဒီပုံလေးတွေကိုကြည်ခြင်းအဖြစ်ပေါ့နော်ရှေ့မှာကျမမိခဲ့တဲ့မိခွန်းနေနဲ့ဆက်ဆက်ပြီးတော့ ဒါဆိုရင်ဒီလိုမျိုးအခြေအနေမျိုးတွေဖြစ်တတ်တယ်။ဒါဆိုရင်ဒီလိုမျိုးမှာဆိုရင်ကလေးတွေဟာကဘာကြီးကိုနားလည်ဖို့အတွက်နောက်တစ်ချိန်မှာအခြားသူတွေနဲ့ဆက်ဆံရေးမှာအရေးကြီးတဲ့တက်ရောက်မှုတွေရှိတယ်ဆိုတာပေါ့နော်။ဟိုဖော်ပြနေခြင်းနဲ့ဖြစ်ပါတယ်။ဒါဆိုရင်သူတို့တွေကတခြားသူတွေနဲ့ဆက်ဆံဖို့အတွက်အဲနောက်တစ်ခါယင်းနီးတွေ့တာမှုတွေချစ်ချင်းမြတ်တာတွေဖြစ်ပေါ်လာဖို့အတွက်အဲပေါ့နော်ဒီလိုမျိုးကလေးတွေရဲ့ ူတို့တွေကိုပြုစုစောင့်ရှောက်တဲ့သူတွေဟာဘလောက်ထိအရေးပါတယ်ဆိုတာလေးကိုပြသနေတယ်ပြရုပ်ကလေးလေးဖြစ်တယ်။ဒါဆိုရင်ကျမတို့ရဲ့ကလေးတွေကိုသူတို့တွေကိုပေါ်ကိုကျမတို့အဲဒီကဲကိုလုံခြုံတဲ့အနေနဲ့သူတို့တွေမှာချစ်ချင်းမြတ်တာနဲ့ကာကွယ်စောင့်ရှောက်မှုတွေကိုဆောင်ရွက်ထားတင်ယူမှုတွေသူတို့ရဲ့စူးစမ်းလေ့လာမှုတွေကိုပို့ပြီးတော့အားကောင်းစေတယ်။အဲသူတို့မှာမလုံခြုံတဲ့ခံစားမှုတွေရှိနေပြီဆိုရင်သူတို့တွေကအရာရာကိုရှောင်ပယ်ရှောင်ပယ်လုပ်မယ်။ အဲနောက်တခါသူတို့ကိုအဲအန်ဒီရပေးအန်ဒီရတခုခုပေးမယ်သူတို့ကိုမလုံးကျုံမှုကိုခံစားနေရမယ်သူတို့တွေ့ပေါ်တော့ဒီလိုမျိုးအောင်သူတို့လက်မခံနိုင်တဲ့အခြေအနေမျိုးတွေဖြစ်နေမယ်အဲဆိုရင်ကျွန်တော်တို့ရဲ့ကလေးတွေကိုလုံးကျုံမှုပေးပြီးတော့မှအဲပြုစုဆောင်ရှားမှုတွေပေးရမယ်ယင်းဤတွေ့တာမှုတွေပေးရမယ်ဆိုတာလေးကိုဒီပုံလေးသုံးပုံနဲ့ပေါ့နော်ကျွန်မရှေ့ရမိကွန်းလေးတွေကိုမေးရင်းနဲ့အဲမိကွန်းလေးတွေထဲမှာကျွန်မမေးတဲ့မိကွန်းလေးတွေထဲမှာ မေးထားတဲ့အချက်လက်ကလေးတွေကဒီပုံသုံးပုံကိုကြည့်လိုက်ခြင်းအပြင်ဘလို့အဖြေလေးတွေရရှိလာစေမှဖြစ်ပါရဲ့ဒါဆိုရင်ကျွန်တော်တို့တွေဘလို့ပြုစုဆောင်ရှောက်ရမလို့ဆိုတဲ့အချက်ကလေးတွေကိုလည်းဒါဖော်ထုတ်လို့ရမယ်လို့မျှော်လင့်ပါတယ်ရှင်ဒါဆိုရင်ကလေးတွေကိုကျွန်တော်တို့နှစ်သိမ့်ပေးဖို့လိုအပ်တယ်ဒီမှာဆိုရင်ကလေးလေးဟာ ပေါ့နော်အမေနဲ့ကလေးကြမှာအပြန်လန်ဆက်သွယ်မှုကိုကြည့်ရအောင်ကလေးလေးကကလေးလေးကိုကြည့်မိခင်လုပ်တဲ့သူရောအဖခင်လုပ်တဲ့သူရောပေါ့နော်သူ့ကိုတကယ်ကိုဂယုဆိုင်နေတယ်ဖခင်လုပ်တဲ့သူကလည်းသူ့ကိုလက်ကလေးထဲမှာခြိထားတယ်မိခင်လုပ်တဲ့သူကလည်းကလေးရဲ့လက်ကလေးကိုကိုင်းပြီးတော့နှစ်သိမ့်မှုကြီးပေးနေတယ် ဟဲ့လိုပဲဒီမှာလဲကလေးလေးကိုချော့မြူရင်းနေပေါ့နော်အင်တိုင်အားလိုက်တက်တက်ကြွကြွနဲ့ဂယုဆိုင်နေရယ်ဆိုတဲ့ပုံလေးတွေပေါ့ဒီပြရုပ်ကလေးကိုပြတာနေခြင်းလည်းဖြစ်ပါတယ်ဒါကြောင့်ကလေးတွေကိုကလေးရဲ့သူ့ရဲ့စိတ်ထဲမှာလုံခြုံတယ်လို့ခံစားရလာအောင် နှင့်သိမ့်ပေးမှုတွေလည်းလိုအပ်တယ်။ဥပမာဟိုကျွန်တော်တို့ဒီဆေးထိုးတာမျိုးပေါ့နော်ဆေးထိုးကာကွယ်ဆေးထိုးခြင်းတွေကာကွယ်ဆေးထိုးလို့ရှိရင်တို့တို့တော်နာကျင်မှုခံစားရမယ်။ခံစားရတဲ့အခါမှာတို့ကိုနှင့်သိမ့်ပေးဖို့လိုအပ်တယ်။ဒီလိုနှင့်သိမ့်ပေးခြင်းအပြင်တို့တွေဟာတို့ကိုတို့ ကဲလုံကြုံနေဆိုတဲ့ခံစားမှုခံစားပြီးတော့ယင်းဤတွေ့တာမှုတွေကဖွံ့ဖြိုးလာစေမယ်ယင်းဤတွေ့တာမှုတွေဖွံ့ဖြိုးလာရင်လည်းပဲသူတို့ရဲ့ကြင်ကြံခံနိုင်တဲ့စွမ်းရည်တွေကလည်းတိုးတက်လာစေမှာလည်းဖြစ်ပါလေရှင်ဒါကြောင့်ဒီပုံလေးတွေလေး ထဲရလိုပဲအမေနဲ့ကလေးကြမှာအပြန်အလှန်ဆက်သွယ်မှုကလည်းရေးကြီးတယ်။နောက်တစ်ခါဒီမှာစောင့်ရှောက်တဲ့သူတွေရဲ့အင်တိုင်းအားရိုက်တက်ကြွကြွနဲ့အဲဂယုဆိုင်ချင်းတွေကလည်းအရေးကြီးတယ်ဆိုတဲ့အကြောင်းလေးတွေကိုကျွန်မယနေ့ဆွေးနွေးပေးသားရင်းဖြစ်ပါတယ်။အားကြောင့်ကျွန်မတို့ရဲ့ကလေးတွေမို့ပြုစုပြောင်းတဲ့အခါမှာတကယ်ဖို့ပဲတော့ချက်ချင်းခံနိုင်တဲ့စွန့်ရည်တွေနဲ့ပြန်ပြိုးလာစေခြင်းနဲ့ခိုင်မာတဲ့ စံရီရှိနေစေချင်တယ်ဆိုရင်သူတို့တွေကိုရင်းနှီးတွေ့တာမှုတွေများများလှုံ့ဆော်ပေးရမယ်။နောက်တစ်ခါအထူးသဖြင့်ပေါ့နော်ဒီနေ့ဆွေးနွေးတဲ့အကြောင်းအရာလေးဆိုရင်သူတို့ကို လုံခြုံစိတ်ချတဲ့အခြေအနေတည်းရက်ကို ရှိနေပေးရမယ်။အဲ့လိုမျိုးရှိနေမှသာသူတို့တွေဟာ ဟိုစားစားရရတင်ကြတင်ယူလိုမှုတွေစူးစမ်းမှုတွေစူးစမ်းလိုမှုတွေဟာတွင်ပြိုးလာရင်းနဲ့ပေါ့နော်ဒီပြည်စုဆောင်ရှောက်တဲ့သူတွေပေါ့လေရင်းနှီးတွေ့တာမှုတွေအားလည်းတိုးတက်လာစေမှာလည်းဖြစ်လာ ဖြစ်တဲ့တွင်ပြိုးလာစေမှာလည်းဖြစ်တဲ့ရင်းနှီးတွေ့တာမှုတွေချစ်ချင်းမြတ်တာတွေတွင်ပြိုးလာတာ ਨੇ အတူသူတို့တွေရဲ့ကျဉ်းကျဉ်းခံနိုင်တဲ့စွမ်းရည်တွေလည်းဖွံ့ဖြိုးလာစေမှာ ဖြစ်ပါတယ်။ဒါကြောင့်ကလေးတွေရဲ့ကျဉ်းကျဉ်းခံနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးလာ ေချင်ပေးကြရမယ်ဆိုတဲ့အကြောင်းလေးကိုကျမယနေ့ဆွေးနွေးပေးရင်းနဲ့ကျမယနေ့ဆွေးနွေးချက်ကလေးကိုဤကုန်ချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်